လူသမဏေချင်းညှင်းခုံเสียကပါလဲဆိုတော့ဇနီးမယသမိသားကာမကုံကိစ္စစည်းပွားရေးကိစ္စ။အိုမင်းဆိုရဇာရရဲ့ညှင်းခုံเสียကပါလဲဆိုတော့ပါဠိစလုံးရှိတယ်ဒီမှာဣတရိယာပါပါလေဣလူသမဏေညှင်းခုံเสียကတော့ကာမနော်မင်းဆိုရဇာရရဲ့ညှင်းခုံခဲရန်ဖြစ်ဖို့ကဣတရိယာ ဣတရိယဆိုတဲ့ပုဂ္ဂိုလ်ဘုရားရဲ့ဂုဏ်တော်6ပါးထဲမှာတပါးဟောဘုံတော်6ပါးထဲမှာတပါးဣတရိယဘုံတော်ဇာလေးတွေညွှန်နေတယ်မဟုတ်လားဟောမြတ်စွာဘုရားကလူလောကနတ်လောကပြမလောက အလကုံလုံးကိုပါရလေအုပ်ဆိုးနိုင်စွမ်းရှိလို့ဣတရိယဘုံတော်မိမိရဲ့စိတ်ကိုယ်ပင်လေမိမိအုပ်ဆိုးနိုင်စွမ်းရှိလို့ပါရလေဣတရိယနော်

အဲ့ဒီလိုတွေဖြစ်လာပြီဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားပြောတယ်ဗာနဲ့နေမြတ်မဝိဟာရနဲ့နေကြဒါကြလူသမန်တို့ညင်ခုံစရာသည်ဘာပဲလဲကာမဂုဏ်เนาะမင်းဆိုရာဇာတို့ရဲ့ညင်ခုံစရာကဘာလဲဣတ္တရိယเนาะအာနာပါဝကိစ္စမှာညင်ကြဒါဖြင့်ရေကာမဂုဏ်လေးပဲဘာမှရွယ်ချက်မရှိတော့ အနပါဝတ္တလည်းရွေချက်မရှိတော့ယသိယဟံမြတ်ကြတော့ဘာသွားညင်းခုတ်တယ်လဲဆိုတော့ဓမ္မနဲ့အဓမ္မပါနဲ့ပါနဲ့တယောက်ကဓမ္မလို့ပြောရင်ဟိုတယောက်ကကိုရတို့ကိစ္စတွေအဓမ္မတွေပဲအာအဓမ္မပြောလာလို့ရှိရင်မဟုတ်ဘူးဓမ္မဓမ္မပဲဒီလို့ ယသိယဟသာဓုပရပိုက်သူတော်ကောင်းသမဏဗျမဏအဲ့ဒီမှာယောဂီတွေပါထဲလိုက်အောင်ဟုတ်လားကာမကောင်ကိစ္စစီပေါ်ရေးကိစ္စလည်းညင်းစရာမရှိဘူးအာနာယဘုကိစ္စလည်းသူတို့ညင်းစရာမရှိတော့ဘာဖြစ်လဲတရားညင်းတာဒီလိုညင်းတာနော်ဝိပဿနာမြညင်းလိုက်ကြတာတခါတည်းတသက်လုံးလူလူချင်းသူတို့အချင်းချင်းပြန်မတွေ့ဆုံတော့ပြတ်ဆဲသွားအောင်ကိုညင်းတဲ့ ဝိပဿနာဆရာကြီးတွေတော့တချို့ရှိသေးတယ်။ဒါကလည်းညင်းရင်ခုံရင်နဲ့ထပြီးတော့ဝိပဿနာဆရာကြီးတယောက်ကဟိုဘက်ကဆရာကြီးတယောက်ကိုနှစ်ဖူးလက်သီးနဲ့ထိုးချလိုက်။ဟေးကောင်ဒါဝိပဿနာလက်သီးกว่าအမေသူကဒီလိုပြောမင်းတော်တော်နာသွားလားမေးသေးတယ်မနာပါဘူးဆရာအေးမင်းမနာဘူးငါထိုးတာမင်းခံနိုင်ပြီဆိုရင်ဒါမင်းအနာခံဖြစ်ပြီအဲအနာကက နဖူးလက်သေးတဲ့ထိုးကြည့်ရအောင်။အော်ညင်းတာနော်ဓမ္မနဲ့အဓမ္မကိုညင်းကြ။ဘုရားတော်ခန်းငယ်ငယ်တရားဟောကစားအရွယ်တုန်းကနော်ဒီရန်မန္တလေးနဲ့သိမဝဲဘူးမြို့ကြီးတစ်မြို့တရားဟောမကြမကြရောက်တယ်အဲ့ဒီမှာဓမ္မတာကိစ္စဝိုင်းဆိုတာရှိတယ်ညနေတိုင်းအဲ့ဒီဥလူကြီးတွေဆွေးနေတာတရားဆွေးနေတာ အဲ့ဒီဓမ္မသာကိစ္စဝိုင်းကိုနေတဲ့ကော်ဖီတို့လက်ဖက်တို့ကိမ့်မုံတို့တက်ရတဲ့အိမ်ကလေလပည့်ရီအိုးတွေလပည့်ရီပကံတွေကိုဒါစင်ပေါင်းများစွာဝယ်လောင်ထားဗမင်းလို့လည်းရံပြည့်ပြီးတော့ရိုက်ကြပေါက်ချလွန်းလို့เนาะလပည့်ရီအိုးတွေပကံနိုင်မှု ပိန်ချုံ ပကံတွေကကွဲအဲ့ဒါကွဲရင်ဆန်းထိုးပေါ်လေဘုန်းကြီးကမေးကြည့်တယ်မင်းတို့ကဝယ်တတ်တာပကံတွေခရီးတွေများလာရည်လားဘာလို့ဘူးလဲ ုဝိပဿနာဆွေးနွေးဝိုင်းအတွက်ဝယ်ရတာဖေ။ဟာဘာပဲဒီလောက်တော့ဆိုတော့ပြောတယ်။အဲ့ဒီဝိပဿနာဝိုင်းကလည်းဆွေးနွေးရင်ဆွေးနွေးရင်လည်းစဒုက္ခတာကာလီနဲ့ဓမ္မတာကိစ္စအေတံမင်္ဂလမုဒ္ဒမံပဲတဲ့။နောက်ကြတော့တယောက်နဲ့တယောက်အိုးတဲ့ပေါက်ခွဲနဲ့ပေါက်ဖို့လို့ဘကခွဲရောက်အများကြီးဝယ်ထားတာဗျာ။နော်။ ကိုယ်တခေါက်ပြန်ရောက်သွားတယ်အဲ့ဒီဝိုင်းရှိသေးလားဆိုတော့မရှိတော့အကုန်လုံးပြုတ်သွားပြီသေကုန်ရပြီနော်လွန်စီရတော့တော်ကောင်းတယ်တို့ကအဲ့တော့ယသိယဟန်ယောဂိသာဓုပရပိုက်ဘာညင်းလဲဓမ္မညင်းကာမကိုတို့ကမညင်းဘူးညင်းစရာ မလိုဘူးအာနာအတွက်ကညင်းစရာ မလိုဘူးဘာသွားညင်းဓမ္မ အဲ့ဒါလောကကြီးရဲ့ဒီဖြစ်နေတဲ့ဒီအခြေအနေကဒီသုံးခုဘုရားကြည့်တာကာမကောင်းတွေလွန်ခဲ့တဲ့တွေ့ရင်တမာရီနဲ့နေကြပြောအာနာပါဝအတွက်ညဉ့်ညကုံကြသัจချဖြတ်ချတွေ့လို့ရှိရင်ဗာနဲ့နေတဲ့လေမပြမဝိဟာရမေတ္တာနဲ့နေကြလို့ပြောအဲ့လိုဓမ္မအာရမညင်းတော့တဲ့ဗာနဲ့နေမလဲဆိုရင်ဒီမှာယရာပပစီတဓမ္မာတိကရဏံဝိဝရန္တိ ယရာခြင်းကမပပစီတယဟန်တို့သည်သာသနာတွင် ပြောမယ်ဆိုရင် သာသနာပအကုံကျုံရင်တော့ဘပစီတံသမဏဗျမဏယသိယဟန်ယောဂီပုဂ္ဂိုလ်တွေအကုန်လုံးဓမ္မတိကရဏဓမ္မအရမကြောင်းပြုပြီးတော့မှဝိဝရဏ္ဍိငင်းညာခုံကြတယ်ဆိုရင်တရတောကမျိုးမှာဘဂဝါဘုံတော်၆ပါးသခင်ပြရားရှင်ကောရမြတ်က အရိယာဝိဟာရေနဝိဟရထာအရိယာဝိဟာရနဲ့နေရမယ်ပြောဗာနဲ့နေမယ်အရိယာဝိဟာရဆိုတာကို လူသားအလုံးအတွက်ရှင်းလင်းအောင်ပြောရင်တော့ပညာနဲ့နေလို့ဒီလိုပြောရမယ်ဓမ္မနဲ့အာရမကို သိတဲ့ပညာမရှိခြင်းတာ ဓမ္မကောဓမ္မမသိတယ်အဓမ္မအဓမ္မမသိတယ်ဆိုရင်ညင်းเสียမလို့အဲ့တော့ဗာနဲ့နေလေအရိယဝိဟာရကပညာနဲ့နေနည်းနည်းအစင်းမြင့်မြင့်ပြောရင်တော့အရိယဝိဟာရဆိုတာဖလသမပတ်နဲ့နေတာဗာနဲ့လေအေးပြီးတော့မှဒီသုံးခုကိုဘုန်းကြီးတို့ commentary လုပ်ပြီးတော့ထပ်ပြောဒေဝဝိဟာရကာမဂုဏ်ထုတ်သေးတဲ့ကာလ မြမဝိဟာရအာနာပါဝအထက်နေဆက်ညင်းစေတဲ့ကာလဓမ္မအာရမညင်းတဲ့အခါတော့ပါတယ်လေအရိယာဝိဟာရဣရတိဝိဟာရသုံးပါးကိုတည်ထားပြီးတော့ခုနကဘုန်းကြီးတို့စတာတဲ့စကလုံးမေ့မပြစ်နဲ့လူဉာဏ်ဤဟာ အကျိုးလည်းမရှိဘူးကောင်းလည်းမကောင်းဘူးဆိုတဲ့အလုပ်ကိုပါတယ် they are very easy to do, no? Benefitless cholemship as well as evil. Kaunle makamu achole ma phibusle, easy to do. Lopo yante luera. Kaunle kaunle achole si resle, they are very difficult to do. Lopo babile keta. Kaunari chapya babile achole si me, solo si babile jat. ဒါဖြစ်နိုင်မယ်မထင်ဘူးဒီလိုလောက်သွားကြတယ်နော်အဲ့ဒါနဲ့ပတ်သက်လို့ဘုန်းကြီးကတာရကတခုပြောမလို့ဆိုပြီးတော့သီရိဓမ္မအသောကကိုပြောဥအသောကအကြောင်းပြိသတ်တော်လေးရိမ့်မိသွားပြီရဲရဲစဲစဲကြမ်းကြမ်းတန်းတန်းနဲ့သူဘာဖြစ်လာတာဘယင်ဖြစ်လာအဲ့တော့ရဲစဲကြမ်းတန်းပြီးတော့ဖြစ်လာတဲ့ဒီဘယင်ဟာဖြစ်ဖြစ်ချင်း ဘုရားဘာသာက ဟုတ်ခဲ့လားလို့မေးရင်ဂျိန်းဘာသာဘုရားဘာသာဝင်မဟုတ်ခဲ့သူဘေဘိန္ဓုသာရကဂျိန်းကိုကိုွယ်တော့သူလည်းပဲဂျိန်းပဲကိုကိုွယ်ခဲ့ရတယ်ဂျိန်းဘာသာဂျိန်းဆိုတာတောင်ရွေးပြောသူတော်ကောင်းတွေဘုန်းကြီးတို့ဒီနေရာကနေခဏခဏပြောဖူးပါတယ်အဲ့တော့ပြန်ပြီးတော့ဒီပိုင်းလောက်အောင်မယ်ဆိုလို့ကြည့်တူတူလေးဂျိန်းဆိုတဲ့ဒီစလုံးဟာဂျိနာ ဇိနာဆိုတာဗမာလိုဖတ်တော့ဇိနာအဲ့ဒီကနေပြေး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 ဂျင်းဖြစ်သွားဗမာလိုဘာသာပြန်တော့ဗါလဲအောင်မြင်တယ်ဘယ်လိုလူတွေလဲအောင်မြင်တဲ့လူတွေကိုပါခေါ်လဲဂျင်းခေါ်ဘာအောင်မြင်သွားတယ်လို့ဆိုတော့ကာမဂုဏ်ကိုအောင်မြင်တယ်တဲ့အဲ့ဂျင်းကိုင်းက